မင်္ဂလာပါခင်ဗျာစုံပရိစီရင်စာပေမှာကြိုဆိုပါတယ်ဒီနေ့တော့ဥက္ကံဘယ်လိုလဲလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ဖော်ပြပြခြင်းပါတယ်ပုံမှန်လဲကျွန်တော်တို့ဒီ YouTube မှာကျွန်တော်တို့ page မှာ TikTok မှာပုံမှန်လဲဖော်ပြပြလေးရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီကိုဒီပေါ့နော်ဒီခါလေးကြာရင်တပုံလေးပြမေးတယ်နောက်ပုံစံမေးတယ်ဘတ်ထရီကိုပြင်ခြင်းနဲ့ပြင်လို့ရလားဆိုပြီးတော့ပေါ့နော် အဲ့လိုဘက်ထရီတွေကိုကျွန်တော်တို့ပြင်ဖို့အတွက်ဥက္ကွန်လဲဖို့အတွက်ကြည့်ရတာမှာပလေပြားပြက်တာမျိုးဆိုရင်ကျွန်တော်မပြင်ပါဘူးဥက္ကွန်လဲလို့ရတယ်ဆိုရင်တော့ကျွန်တော်တို့ပြင်ပေးပါတယ်ဥက္ကွန်လဲလို့ရတယ်ဆိုတော့မှအရင်ဆုံးဒီဘက်ထရီတွေကိုဘက်ထရီတွေကပလေပြားနေထားကိုကြည့်ပြီးတော့ဘက်ထရီရဲ့ CCA အားရှိမရှိအဲ့ဒီအနေထားတွေကိုအရင်ဆုံးတိုင်းတာပါတယ်အဲ့ဒါပြီးမှသာလင်ဘက်ထရီကို ပြန်ပြီးအသုံးပြုလို့ရနိုင်မရနိုင်ဆိုတာကိုပြန်ညှိနှိုင်းပြီးပြောပြပေးပါတယ် ဗီဒီယိုကကြားနိုင်မှသာလဲကျွန်တော်တို့ဥပုံလေးပေးတာဖြစ်ပါတယ်။တခါလေးမှလည်းရဖို့မတိကြတဲ့ order ရှိပါတယ်။ဒါပေမဲ့ customer အကူအမတွေကဒါတော့ဥပုံလေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့လဲပေးထားပါတယ်။လဲပေးတာမျိုးရှိပါတယ်။ကျွန်တော်တို့ဥပုံလဲတဲ့အခါမှာအခုဒီဗီဒီယိုအစမှပြခဲ့တဲ့လိုပဲ partition နေဒီမရောအောင်လို့ကျွန်တော် partition နေပေးရတယ်နောက်ပြီးတော့ ပြီး play ပြလေးတွေပြန်ဆက်တာအစားပေါ့နော်အသေးချာအသေးစိတ်တော့ဖော်ပြပေးထားပါတယ်အကယ်၍ဒီ battery နဲ့ပတ်သက်ပြီးသိချင်တာလေးရှိရဆိုရင်လည်းကျွန်တော်တို့ဖုန်းနံပါတ်39565 4339ကိုဆက်သွယ်ဖြစ်စေ Viber ကဖြစ်စေစုံစမ်းနိုင်ပါတယ် page messenger ကနေလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအခုလိုမျိုးပိတ်ပြီးသွားရင်တောင်မှကျွန်တော်တို့ဒီ customer ရဲ့လက်ထက်ကိုဦးတစ်ခါတည်းပြည့်လို့မရပါဘူး acid ထည့်ပြီးအတုံးပြီးမှဗထုရဲ့အနေထားကိုတည်တည်ချာချာတိုင်းတာဆက်ဆက်ပြီးမှသာ customer ရဲ့လက်ထက်ကိုပြန်ပြီးတော့ပြလို့ရတာဖြစ်ပါတယ်ခင်ဗျာ